တော်ကောပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီစီဇန်ကတော့ Wines Back ကနေပြီးမှအဓိကအကူအညီပံ့ပိုးပေးထားပါတယ်ပြည်သက်တွေကဘောလုံးအားကစားနည်းနဲ့ရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက်ထူးခြားစုံလင်တဲ့ဈေးကွက်တွေနောက်ထပ်တာ Out Academy ရှိတဲ့ Mount Ready နဲ့ရင်ခုန်ခြင်းနဲ့ဆိုရင်တော့ Wines Back ကို download လုပ်ပြီးမှ Soccer House MN Promo ကုန်းနဲ့အတူအကောင့်ဖွင့်ကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေတွေအများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့မြန်မာငွေကို bonus အစီအစဉ် ရယူနိုင်တဲ့ဆိုတဲ့အကြောင်းလေးလည်းတင်ကောင်းပါခြင်းပါတယ်။တခြားအားကစားနည်းတွေဖြင့်ဒါ cyber game တွေကနေတဆင့်အခါအားလျော်စွာ promotion တွေပေးပြီးမှ bonus တွေရယူနိုင်တဲ့ဆိုတဲ့အကြောင်းကိုလည်းတင်ကောင်းပါခြင်းပါတယ်။ promo code ကိုတော့ဒီ video ရဲ့ comment box မှာလည်းဒါကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။စကားပေးတဲ့များအားလုံးပဲမင်္ဂလာပါဒီတစ်ပတ်အစီအစဉ်မှာတော့ ပရီးမီးယားလိဂ်ကလပ်တွေအနေနဲ့ဘွန်ဒစ်လီဂါကကစားသမားတွေကိုဘာကြောင့်မလို့များပြားစွာဝယ်ယူနေရလဲဆိုတဲ့အကြောင်းကိုကျွန်တော်စီသူနဲ့အတူဆန္ဒနဲ့ငင်းချမ်းကသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျအကိုရေမင်္ဂလာပါဗျမင်္ဂလာပါညီလေးဟုတ်ကဲ့ကိုပရီးမီးယားလိဂ်ကလပ်အသင်းတွေအနေနဲ့ဘွန်ဒစ်လီဂါကလပ်ကကစားသမားတွေကိုတော်တော်လေးခေါ်ယူနေတယ်ဗောနော်ဒီယာဒီမာကတော့ဒါဖလိုရီယန်ဗတ်စ်တို့အကီတီကီတို့အပါအဝင် တကယ်ဈေးကြီးတဲ့အပြောင်းရွှေ့အများကြီးကိုလည်းပြုလုပ်ခဲ့တယ်2025 26ရာသီမှာဘွန်နီလီကာကနေခေါ်ယူမှုဆိုရင်ပေါင်တန်း600ကျော်အထိရှိရလို့သိရတယ်ပေါ့နော်။ဒါနောက်ဆုံး10ရက်အတွင်းမှာဆိုရင်လည်းပေါင်1.4ဘီလီယံကျော်လွန်သွားခဲ့ပြီပေါ့သုံးစွဲထားတာ။အဲ့တော့တော်တော်လေးကိုဒီဘွန်နီလီကာကနေခေါ်ယူမှုများပြားနေတယ်ဘွန်နီလီကာ protest တွေကိုအများကြီးငွေကြေးသုံးစွဲပြီးခေါ်ယူနေတာတွေ့ရတယ်ပေါ့နော်။အဲ့တော့ဘာဖြစ်လို့အဲ့ဒီ trend အဲ့ဒီပုံစံလေးဖြစ်နေရတယ်လို့အကိုထင်မြင်ပါတယ်ခင်ဗျအဲနံပါတ်1အချက်ကတော့ဒီ fast pace ပေါ့နော်ဒီဘယ်လိုကောင်းလဲမြန်ဟုံးအမြန်ဟုံးကိုအားပြုကစားတဲ့ league အချင်းချင်းတူတဲ့အခါမှာဒီ premier league မှာလည်း bonus league ကစားသမားတွေဟာချက်ချင်းအဝင်အဝင် M1 အချင်းတိုင်းတာတစ်ခုမှာအဝင်လာမယ်လို့ယူဆတာကြောင့်လည်း ပါကောင်းပါနိုင်တယ်ပေါ့အဲနောက်တစ်ချက်ကကြတော့ဒီဘွန်နက်လီကကစားသမားတွေပေါ့နော်ကစားသမားဆိုတဲ့နေရာမှာထိတ်တန့်အဆင့်ကစားသမားတွေကိုခေါ်ယူဖို့အတွက်ဒီငွေကြေးအင်အားငွေကြေးအင်အား Serie A လာလီဂါမှာ နေပါတာကြောင့်လည်းဖြစ်နိုင်တယ်ဆိုတော့အခုကနှစ်ပိုင်းခွဲပြောရရင်ဘွန်နက်လီကကတန်ဖိုးမြင့်ကစားသမားတွေကိုလာလီဂါနဲ့ Serie A ဟာ ိတ်ပြီးတော့ခေါင်းနိုင်စမ်းမရှိဘူးเนาะလာလီဂါမှာတော့ဒီ Real Madrid Barcelona Atletico Madrid မဆိုလို့ဘူးပေါ့လေကျန်တဲ့အသင်းတွေအနေနဲ့ဒီ Bundesliga ထိတန်းကစားသမားတွေခေါင်းနိုင်စမ်းမရှိသလို Serie A club အသင်းတွေနဲ့လည်းခေါင်းနိုင်စမ်းမရှိဘူးအဲ့ဒီအတွက်ဒီ Premier League ခေါင်းနိုင်စမ်းရှိတယ်ဆိုတဲ့အဆင့်တစ်ဆင့်အဲ့ဒါတစ်ဆင့်နောက်တစ်ဆင့်ကကြတော့ခေါင်းနိုင်စမ်းရှိသည့်အတိုင်းအောင် Premier League ဟာ Bundesliga တစ်ခုတည်းမဟုတ်ဘဲနဲ့ Serie A La Liga အာစတဲ့ဒီ league ပြိုင်ပွဲတွေကနေလေသူတို့ခေါင်းခေါင်းနိုင်စမ်းရှိတာပဲ ဒါမှမဟုတ်ဘာကြောင့် bonus liga ကိုပို့ပြီးအာရုံစိုက်လာသလဲဆိုဆိုဆိုအခုပြောတဲ့ဒီ first base ပေါ့နော်ဒီအမြန်နှုံးပြီးတော့တန့်ခိုင်မှုအာပြုကစားပုံကျင်းထတ်တူမကြိုက်မဲ့နည်းနည်းစင်တယ်အဲ့ဒီအချက်ကလည်းဒီ bonus liga နဲ့ premier league အကြားမှာဒီကူးလူမှုတွေပို့ပြီးတော့များလာတယ်လို့ယူဆရတယ်ဆိုတော့ bonus liga ဘက်ကနေပြီးတော့ကြတော့ premier league ကစားသမားတွေကိုခေါ်နိုင်စွမ်းအခုပြန်ကြည့်မယ်ကစားရစင်တယ်ဆိုအမှအခုတော့ financial ပြန်ပြီးတော့တွက်ရပြန်ပြီဆိုတော့ buy minute လို့အသင်းမျိုးအနေနဲ့ တို့စိတ်ကြပရီးမီယံလိကစားသမားတဦးကိုအဲတမုံနှစ်ဦးကိုခေါ်တာကပြဿနာမရှိမယ်ကျန်တဲ့အသင်းတွေမှာတော့ပြဿနာရှိလာပြီပရီးမီယံလိကစားသမားတွေကိုခေါ်ဖို့အတွက်ဆိုဈေးကကြီးတယ်အဲ့တော့ဟိုခေါ်ရပုံစံကဘယ် model ကဘယ်ဘက်ကိုရောက်သွားလဲဆိုတော့ဒီလူငယ်ကျယ်ပွင့်နေရွယ်ပုံသီးတွေကိုခေါ်ရပုံစံပေါ့နော်ဘိုင်မီနစ်ဖယ်လိုက်ကျန်တဲ့အသင်းတွေကအဲ့ခါကျတော့ဒီပရီးမီယံလိကနဲ့ဘွန်နက်စ်လိကကိုစီစဉ်တာကကျတော့လူငယ်ကျယ်ပွင့်နေ potential ရှိတဲ့ကစားသမားတွေဖြစ်ပြီးတော့ဘွန်နက်စ်လိကကလည်းပရီးမီယံလိကကိုစီစဉ်တာကကျတော့ ဒိတ်တန်းကစားသမားတွေဖြစ်နေတာမျိုးကိုတွေ့ရတယ်ဆိုတော့ဒါပထမဆုံးအခြေခံကောက်ချက်ပဲဟုတ်ကဲ့ဟုတ်အဲ့တော့ဒီဒီ league နှစ်ခုရဲ့ကစားဟန်ပေါ့နော်အခုလဲခုနကတင်ပြခဲ့သလို first phase ဖြစ်တယ်အပြီးတော့ဒီ high pressing ကိုလည်း game ကိုလည်းဟိုတော်တော်ကြဲကြဲပြင်းပြင်းကစားကြရတယ်ပေါ့နော်အဲ့တော့ဒီအချက်မှာကျွန်တော်တို့အသေးစိတ်ဘာတွေများဆက်ပြီးတော့တူးဆဆရာရှိမှာလဲခင်ဗျအဲဘာတွေ အသေးစိတ်လဲဆိုတော့အခုရုပ်ပိုင်းဆိုင်ရာကိုပြောမယ်ဆိုရင်အခု physicality အပိုင်းပေါ့နော်ဒီပြေးအားတို့ပြီးတော့တိုးအားတွန်းအားဆိုတော့တိတ်မကွာကြဘူးပြီးတော့နီးပြူအပိုင်းဆိုင်ရာဆိုအခုဘာကိုပြောမလဲဆိုဒီ game ရဲ့ pace ရဲ့ tempo ရဲ့ကိုပြောမယ်အမြန်ဆုံးမြေကစားကြတယ်အသင်းလိုက်ကစားဟန်ကဟိုအမြန်ဆုံးကိုအားပြုကြတယ်အဲ့ဒီအပိုင်းကိုအခုပြောလို့ရမယ်ဆိုတော့ဒီ Premier League နဲ့ Bundesliga ကြားမှာ ော် technically tactically တော်တော်လေးကိုစင်တူနေတဲ့ခက်ကိုရအောင်နေတယ်။ဘယ်ခက်ကထက်မဆိုဘယ်တော့ကထက်မဆိုအရင်တော့ကလည်း bonus league ကကစားသမားကောင်းတချို့ premier league ကိုလာခဲ့ဘူးတဲ့။ဒါပေမဲ့အဲ့ဒီအဟာနဲ့ကိုမတူဘဲနဲ့ bonus league မှာထိုးထွက်လာပြီဆိုတဲ့ကစားသမားတွေအရင်လည်းကောင်းပြီလို့ပြောလို့ရတဲ့ကစားသမားတွေကိုခေါ်ယူမှုနှုန်းကတိကျစွာမြင့်တက်လာတယ်။ဟိုတော့ကတော့ michael ballack ကိုခေါ်တာမျိုးရှိမယ်ဟုတ်လား။ ဒီကွန်ဒိုဝန်ကိုခေါ်တာမျိုးရှိမယ်။ဒါမျိုးရှိခဲ့ရင်ပဲဂျိုကြားဂျိုကြားပြီးတော့နောက်တစ်ချက်ကပါလဲဆိုတော့အခုကဟိုဂိမ်းဒီဇိုင်းကတိတ်ပြီးတော့မစင်ဘူး။ဒါပေမဲ့အခုကျတော့တကယ်ဟို relentless ဒီ athleticism ကိုပြမယ်အနေအထားမျိုးပြီးတော့ environment ပြီးတော့ဒီ technical ပြီးတော့ tactical အဲ့ဒီအရာတွေအကုန်လုံးကဒီဘဲခက်ကထက်မဆိုဒီတောင်ကဒီ60ကျော်ကာလာကနေပြီးတော့အခု2020 2020ကျော်ကာလာတွေအတွင်းမှာဘဲခက်ကထက်မဆို ဒီ league နှစ်ခုဟာတော်တော်လေးကိုအနည်းဆက်ဆုံးပုံပန်းတရံတွင်ပြင်လက္ခဏာတွေကိုရှိလာပြီဆိုတော့ဒါကြောင့်လည်းအမှငွေကြေးအင်အားပို့ပြီးတော့အားကောင်းတဲ့အသင်းအဲ့ဒီဒီ league ပေါ့ငွေကြေးအင်အားပို့ပြီးအားကောင်းတဲ့ league ဟာဒီကစားသမားတွေစီကိုဒီကစားသမားတွေကိုပြန်ခေါ်လာလို့အခုလိုယူဆလို့ရတယ်ဟုတ်ကဲ့ကိုအဲဒီလိုမျိုးခေါ်ယူတဲပေါ့နော်လက်ရှိမှာလဲဒါ Florian Vaz, AGDK, Sheshko, Vadamada, Hinkapie ဘိုင်နိုကစ်ဒန်စ်အစားရှိသဖြင့်ဇာဗီဆီမွန်စ်အတော့ရှောက်ခေါ်လာတယ်အေးအရှိနေမှာလေဟိုကျွန်တော်ဆပေါ်စလိုင်းတို့ကိုနာတေးတို့ဟာဗတ်စ်တို့ဂရာဖန်ဘက်တို့အများကြီးပဲပေါ့နော်အဲ့တော့သူတို့ရဲ့ကျွန်တော်တို့ practical အကျိုးသက်ရောက်မှုကိုကြည့်မယ်ဆိုရင်ဟိုစိတ်ကျင်နေရလောက်တယ်လို့ကျွန်တော်ကတော့ထင်မိတယ်ပေါ့နော်အခုအဲ့လိုမျိုးဒီလက်တွေ့အကျိုးသက်ရောက်မှုအပိုင်းရောအခုဘယ်လိုမျိုးတုံ့တက်ချင်တယ်ခင်ဗျအဲဟုတ်တယ်ဟိုအခုဆိုတာ Florian Vas ဆိုရင် တော်တော်လေးဝေဖန်ခံရတယ်ပေါ့เนาะဒါသူ့ရဲ့ transfer fee အရာပေါင်116တန်းလောက်အထိရောင်းနိုင်တဲ့အနေအထားမျိုးမှာဒီ Premier League မှာအရန်အဝင်권ကြဖြစ်မနေဘူးဆိုတာမျိုးဆိုတော့အခုလိုမျိုးဒါပေမဲ့ဟိုဒါကအခုလိုရှေ့မှာနမူနာတွေရှိတယ်သူတူနေတော့မဟုတ်ဘူးအစောပိုင်းမှာဒီ struggle ဖြစ်တာ Michael Ballack လည်းအစောပိုင်းမှာဒီ struggle ဖြစ်တယ်ပြီးတော့ Liverpool ဆီမှာအတောက်ပါဆုံးဖြစ်လာတဲ့ Kai Havertz Chelsea ကိုရောက်ခါစားမှာ struggle ဖြစ်တယ် ်ထီမိုဗာနာစထရိုက်ကာဖြစ်တယ်နောက်ဆုံးဒါလီဗာပူးရဲ့ကံတော်တူဖြစ်ခဲ့တဲ့ရော်ဘတ်တိုဖေမီနိုဒါလီဗာပူးကိုရောက်ခါသားစထရိုက်ကာဖြစ်တယ်အဲ့တော့အဲ့လိုစထရိုက်ကာဖြစ်တဲ့ကစားသမားတွေထဲမှာအစောပိုင်းဒီစထရိုက်ကာဖြစ်တဲ့ပြဿနာကိုကြော်ဖြတ် ပြီးတော့ဒီအသင်းအတွက်အရေးပါတဲ့အဆင့်အထိတက်လန်းနိုင်တဲ့ကစားသမားတွေတော်တော်များတယ်ဆိုတော့အဲ့ဒါကိုကြည့်ရင် Florian Wirth အခုဖြစ်နေတဲ့ပြဿနာကလည်းအရင်ကြီးတော့ဟိုလူတွေ focus ထားသလောက်မကြည့်ဘူးလို့တော့ပြောလို့ရတယ်เนาะဒါသူတူတူလည်းဖြစ်နေတဲ့ပြဿနာမဟုတ်ဘူး ဆိုတော့ Premier League နဲ့ဒီ Bundesliga ဟာလိကံပွဲဟာအနေအထားချင်းကစားချင်းစင်စီဆိုသည့်တိုင်အောင်တချို့သောကွဲလွဲမှုလေးတွေကလည်းရှိနေသေးပဲအထူးသဖြင့်ဆိုရင်ထားပါတော့ first pace ကိုကစားကြရတယ်ပြီးတော့ဒီဘယ်လိုခေါ်မလဲဆိုတော့ long distance long cover ပြီးတော့ဒီ physicality အဲ့ဒီအရာတွေမှာသွားစင်တူသည့်တိုင်အောင် Bundesliga အနေနဲ့တောင်မှ Premier League ကိုလိုက်မမိတဲ့အချက်တွေကဒီ intensity ပေါ့ game intensity ပြီးတော့ ဒီ instant ဒီ intensity ဖြစ်တဲ့ runs တွေအဲ့ဒီအပိုင်းတွေမှာ Premier League ကပို့ပြီးတော့မြင့်နေတော့ဝင်ဆိုတော့တချို့ကစားသမားတွေကဒီအရာကိုအသားကျအောင်လို့အသင်ယူနေရတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့ငကိုတဲက physical အားပြုတဲ့ကစားသမားဆိုတုံးမငကိုတဲက pace ကိုအရင်အားပြုတဲ့ကစားသမားဆိုပြဿနာမရှိပေမဲ့ဒီ Florian Vers တို့လိုဒီ technique ဘိုင်းကိုအသားပြုတဲ့ကစားသမားတွေအတွက်ဆိုတော့သူရင်ဆိုင်နေကြ pace နဲ့ intensity ထပ်ပို့ပြီးအားကောင်းနေတဲ့အချိန်မှာအဲသူပြဿနာ ်နည်းနည်းတက်နေတယ်ဥပမာတကယ်ဖိုးအပ်ထားချက်တစ်ခုပေါ့ပထမဆုံးဒီထိချက်တစ်ခုသူဖမ်းလိုက်တဲ့အချိန်နည်းနည်းလေးစိတ်ကြိုက်မဖြစ်ဘူးနည်းနည်းလေးလွဲချော်နေဘွန်ဒက်စလီကာမှာဆို recovery ပြန်လုပ်နိုင်မယ်ပရီးမီးယားလိမှာတော့ဘုန်းဆိုဘလုံးပြတ်သွားနိုင်တာမျိုးအဲ့လိုပြဿနာမျိုးဆိုတော့ဒီအရာတွေအတွက်သူ့အနေနဲ့ဒီပို့ပြီးတော့လိုက်ရွမ်းကြည့်ရှိအောင်သူလုပ်ဖို့လိုသေးတယ်အဲ့အရာတွေရလာရင်သူလည်းဒီ Michael Ballack တို့ Kyle Vest တို့ Robert Firmino တို့လိုပဲအောင်မြင်တဲ့ဒီနေရာစီကိုတက်လှမ်းနိုင်သေးတယ် နောက်တစ်ခုပြီးတော့ဟိုကောင်းလေးဘူးလေ WhatsApp ကခေါ်လိုက်တဲ့ Nicholas Fukrop Fukrop ဟုတ်သူဆိုလိုက်ဒီ WhatsApp မှာဒီသူစကစားတဲ့အချိန်မှာပြဿနာတွေတက်နေတယ်အဲ့တော့သူ adjust လုပ်ရတယ် adjust လုပ်ရင်းနေမှာဒါအခုအချိန်ဒီ Fukrop ဆိုရင်ဒီ Bundesliga မှာပြသတဲ့ပုံစံမျိုးအခုတော့အခုပြောင်မပြသနိုင်သေးဘူးအချိန်တော်တော်ကြာကြာယူနေရတယ် Fukrop တို့ကြတော့ကြံ့ခိုင်မှုတော့အသာပြေးတယ်ဒါပေမဲ့သူ့ရဲ့ pace ကအရန်ပြဿနာဖြစ်နေတယ်သူ့ရဲ့ဟို technique ကပေါ့နော်ဒီဘောလုံးဒီ skill set အပိုင်းအဲ့ဒီအရင်အတွေ့ရလဲအားနေတယ်ပြီးတော့ pace ကလည်းအားနေတယ်ဆိုတော့သူ့မှာရှိတာကျတော့ physical ဒီ strong ဖြစ်တာတစ်ခုပဲရှိတယ်အဲ့ဒီအခါမှာသူ့ရဲ့ဒီတိကျတစ်ချက်အမှားတော့၎င်းသူ့ရဲ့ဒီ mobility တော့၎င်းအဲ့ဒီအရာတွေမှာတော့ပြဿနာရှိတယ်ဆိုတော့ဟို Bundesliga ကနေ Premier League ဟာအခုတော့တူးချင်းကိုကြည့်ပြီးတော့ तू ကတော့အောင်မြင်တယ် तू ကမအောင်မြင်ဘူးပြောလို့ရရင်ပဲအခု overall ခြုံကြည့်မှဆိုရင်စောစောညီလေးပြောသားသလိုပဲ Bundesliga ကနေ Premier League ကိုရောက်လာပြီးနောက်ပိုင်းမှာ အောင်မြင်တဲ့ကစားသမားတွေကတော်တော်များလာတယ်။အထူးသဖြင့်ဆိုရင် Kevin De Bruyne Vincent Company ဆိုတော့ဒီကစားသမားတွေခစ်တွေကနေဘယ်လိုစပြောရမလဲ။အဲ့ဒီကစားသမားတွေခစ်တွေမှာဒီ Bundesliga ကနေပြီးတော့ဒီ Hamburg မှာအခုတော့ Company တောက်ပလာတယ် Manchester City ရောက်လာတယ်အောင်မြင်တယ်။ပြီးတော့ဒီဟွာကကျတော့ De Bruyne ကကျတော့ဘူးဘက်က အဝူဘက်ကနေလာအဝူဘက်မှာအောင်မြင်တယ်ပေါင်96သန်းနဲ့ရောက်လာတယ်အောင်မြင်တယ်အဲ့တော့အဲ့ဒီမှာတွေကစပြီးတော့ဘွန်ဒက်စလီကာကစားသမားတွေကိုပရီးမီးယားလိဂ်ဟာမျက်စိကျလာတယ်အဲ့ဒီကနေပြီးတော့မှတဖြည်းဖြည်းနဲ့နောက်ပိုင်းမှာဒီဘွန်ဒက်စလီကာကစားသမားတွေပရီးမီးယားလိဂ်ကိုအဆက်မပြတ်စီးဝင်လာသူတို့ကိုးချစ်ကြမှာတော့အခုဘာလို့ပြောရတာလဲမိုက်ကယ်ဘာလက်ကိုပြောလို့ရတာအဲ့တော့အဲ့ဒီနောက်ပိုင်းမှာကျတော့ဒီအန်ဒိုင်ဒဟမန်တို့ဒါပြောလို့ရတယ်နောက်ပိုင်းကျတော့ဟိုဆော့ဆော့ပြောတယ်ကေဗင်ဒဘရိုင်းနာပြီးတော့ အဖင်စင်ကမ္ပဏီနောက်တော့အကွန်ဒိုဝမ်ပြီးလီရိုင်းဇာနေအစရှိသဖြင့်ဒီကစားသမားတွေเนาะအဆောဟောင်းမင်းဆိုတော့ဒီကစားသမားတွေအဲ့ဆိုအဲ့မှာကဒီဘွန်ဒက်စလီဂါနဲ့ပရီးမီးယားလိဂ်အဲ့မှာဟိုချွေလန်းငွေလန်းဖောက်လိုက်ပြီဘွန်ဒက်စလီဂါစီကနေပြီးတော့ဒီ talent drain ဟာပရီးမီးယားလိဂ်စီကိုဦးတက်လာပြီအခုကျတော့အရင်ထက်ကိုပိုပြီးတော့ဒီ modern football မှာစောစောအခုပြောတယ်အဲ့ဒီခစ်တွေကထက်တောင်ပိုပြီးတော့ဒီ tactical ရော technical ရောနောက်ဆုံး league identity ပါ ော်တော်လေးဆင်တူလာတဲ့အချိန်မှာပို့ပြီးတော့များလာတယ်အဲဒါကြောင့်လဲဒီအပြောင်းရွှေ့တွေအများကြီးမြင်လာတယ်လို့ပြောလို့ရတယ်အဲ့တော့နောက်ဆုံးကွာဘယ်လိုပြောမလဲဆိုတော့ဘာမင်းလဲဆိုရင်မကြည့်နိုင်ဘူးဆိုတော့ဒီဒီပြဿနာကြီးဒီဖြစ်စဉ်ကြီးကိုဒီလိုစီးစင်းမှုကြီးကို Premier League ဟာဒီ Bundesliga ကိုလာပြီးတော့ဖျက်ဆီးနေတယ်ဆိုတဲ့အမြင်မျိုး Romanique ရုပ်ကနေပြီးတော့ထွက်လာတယ် Bundesliga ရဲ့ကျယ်ဝှက်နေကို Premier League ဟာဒီဆွဲယူအစားသုံးတယ် Bundesliga ဟာဒါကို resistant လုပ်နိုင်စွမ်းမရှိဘူးဆိုရယ် ဘွန်ဒက်စ်လီဂါကိုပိုင်ဇယိုက်လက္ခဏာပျောက်ပြီးတော့ဒီ supply ပေါ့နော်ပရီးမီယာလိဂ်ကို supply လောက်ရတဲ့ league ပြိုင်ပွဲတခုဖြစ်သွားနိုင်တယ်လို့ဘာလို့ပြောလာလဲဆိုတော့အဲ့လောက်ထိပြောရလောက်အောင်ကိုဒီပရီးမီယာလိဂ်ကဘွန်ဒက်စ်လီဂါကျယ်ပွဲတွေကိုအရင်မျက်စိကြားလာတော့ညင်းလို့မရအောင်အဲဒီနေရာမှာတော့ဘွန်ဒက်ဒီအခုတက်လက်စားတယ်ပန်းမြင်းနဲ့အကြောင်းလဲနည်းနည်းပြောရအောင်အဲ့ဒီအလုပ်ကတကယ်တော့သူတို့လုပ်ခဲ့တာတော့ဒီ league ပြိုင်ပွဲအတွင်းမှာတဲ့ဒီဘယ်အသင်းကတော့ကျယ်ပွဲကစားသမားတူထွက်ပေါ်လာပြီဆိုရင်ဘန်မြူးနစ်ကခေါ်ပြီးသွားပြီဆက်စားပြီးသွားပြီ ဆိုတဲ့အဲ့လိုမျိုးကိုလုပ်ခဲ့တာအဲ့လွတ်လပ်သောဈေးကွက်ရှင်ပြိုင်မှုအရာသူတို့လုတ်ခွင့်ရှိတယ်စိုက်စည်းပေးတယ်ဟိုဘက်ကမရောလို့ညင်းလို့ရတာဒါပေမဲ့တော့မခံနိုင်လို့ရောင်းတယ်ရောင်းတော့ဒီဘွန်ဒီဘိုင်မြူနစ်ကိုဒီကျယ်ပွင့်တွေကဘွန်ဒက်စလီကာရဲ့ကျယ်ပွင့်တွေကဘိုင်မြူနစ်ကိုအဆောက်အပြတ်စီးစံတယ်စီးစံပြီးတော့အကျိုးဆက်ကဘိုင်မြူနစ်ချာဟိုဆက်ဆက်တက်ဆက်ပူဆွဲတာတို့နောက်ဆုံးဘယ်နှစ်မှာဘယ်နှစ်ချိန်ပူဆွဲတာတို့အခုတော့အဲ့ဒီအရာမျိုးတွေကိုမြင်လာရတယ်အခုကကျတော့အဓိကပြဿနာကဘိုင်မြူနစ်ကိုယ်တိုင်က အဓိကဘာကိုတင်းလာလဲဆိုသူတို့အဲ့လိုလုတ်ချင်တိုင်းလုတ်လို့မရတော့ဟိုမှာ water matter ဆိုရင်ဒါအကောင်းဆုံးဥမာပဲ water matter ကိုသူတို့လိုချင်တယ် biominiature biominiature က water matter ကိုလိုချင်ပေမဲ့ biominiature အနေနဲ့သူဈေးပြိုင်ပေးရတာက bonusly ကပြိုင်ဘက်တွေမဟုတ်တော့ဘူးသူဈေးပြိုင်ပေးရတာ premier league အသင်းတွေဖြစ်လာတယ်အဲ့တော့ premier league အပြည့်အသင်းတွေမှာတော့သူဈေးပြိုင်ပေးရတဲ့အသင်းဟာ manchester city မဟုတ်ဘူး chelsea မဟုတ်ဘူး arsenal မဟုတ်ဘူး liverpool မဟုတ်ဘူးနော် manchester united တင်းငါကြီးမဟုတ်ဘဲနဲ့ ဒီအလဲလက်တန်းသာအတင်းတင်းလို့ပြောလာတော့ Newcastle ဖြစ်နေတယ် Newcastle ဟာ Watermara အတွက်သူတို့ထပ်ပူပြီးတော့ကောင်းမွန်တဲ့ offer တွေနဲ့ကန်လန့်နိုင်စွမ်းရှိလာတယ်ဆိုတော့အဲ့ဒီအရာက Bayern Munich အတွက်တော်တော်အသေးပေါက်တဲ့အရာဟိုသူတို့ဘယ်လိုခေါ်မလဲဆိုတော့သူတို့ရဲ့ဟို권ခေါ်မလားသူတို့ရဲ့စကြက်ခေါ်မလားအဲ့ဒီအရာကို Premier League ကတကားခေါက်လာတယ်တကားခေါက်တဲ့အပြင်ထိတ်တန့်အသင်းတွေမဟုတ်ဘဲနဲ့အလဲလက်အသင်းတွေကပါအဲ့သူတို့ထပ်ပူပြီးတော့ကောင်းမွန်တဲ့ offer တွေနဲ့ ဒီသူတို့လိုချင်တဲ့ကစားသမားတွေကိုခေါ်လာတယ်ဆိုတဲ့ကိစ္စမျိုးဖြစ်လာတယ်။အဖြစ်လာတဲ့အခါမှာဘွန်ဒစ်ဂျီကဘက်ကနေပြီးတော့အဲ့ဒီအတန်တွေအထူးသဖြင့်ဘိုင်မြူနစ်ဘက်ကနေအဲ့ဒီအတန်မျိုးတွေထွက်လာတယ်လို့ပြောလို့ရတယ်။ဟုတ်ကဲ့ဟုတ်ကဲ့ပေါ့အာဒီလက်ရှိ trend ပေါ့နော် Florian Verse ဆိုလည်းဟိုဘိုင်မြူနစ်စိတ်ဝင်စားခဲ့တယ်ဒါပေမဲ့ Liverpool ကပဲရရှိသွားတယ်ပေါ့နော်ဗူဒါမာဒဆိုလည်းသူတို့ Newcastle အသင်းကရရှိသွားခဲ့ပေါ့ဒါကပဲ Premier League အသင်းတွေရဲ့ဒီ power ကိုလည်းမပြနိုင်နိုင်တယ်လို့ပြောလို့ရမှာပေါ့။ရပြောလို့ရတော့ financial power gap ကလည်းတဖြည်းနဲ့ကြီးလာတယ်။အခုတော့အခုဒီ domestic အနေနဲ့ဟိုတနည်းစာပေါ့နော်။တနည်းစာ table revenue ချင်း Premier League ဟာဟိုပေါင်3.6 billion လောက်ရှိတဲ့အချိန်မှာ honestly က3ပုံထုံးလောက်ပဲရှိတယ်။အဲတခုရှိတာက Bayern Munich ကကြတော့ honestly က1.2 billion ဆိုတော့ပေါင်1.2 billion ဆိုတော့ Bayern Munich တသိန်းတည်းကပေါင်150 200ကျားလောက်ရထားတာမျိုး။ ဆိုတော့အသင်းအနေနဲ့ပရီးမီးယားလိကိုရှင်းနိုင်တယ်လိဂ်စတရက်ချာအနေနဲ့ပရီးမီးယားလိကိုရှင်းနိုင်သွားမှရှိဘူးအဲ့တော့တစ်ချက်ပြီးတော့ကစားသမားတွေအတွက်ဒီ which bill တွေကိုကြည့်ရင်ပရီးမီးယားလိရဲ့ပြန်မျှပေါ့နော်ဒီလာတာပြေးချိန်မှုနှုံထားတနှစ်ကိုတသိန်းချင်းစီရဲ့ပြန်မျှဆိုရင် ပေါင်တန်း180တောင်ရှိတယ်တချို့အသင်းတွေကဒီပေါင်တန်း300 400ရောက်တယ်ချို့အသင်းတွေကပေါင်80 80တန်း100တောင်သုံးတယ်ပြန်မျှပေါင်တန်း200တန်း180 200ဝန်းကျင်မှာရှိတယ်ဘွန်ဒက်စ်လီကာမှာကလပ်တင်းတသိန်းချင်းစီရဲ့ တစ်နှစ်တာလာတာပေးချိန်မှုကပုံသန်း80လောက်ပဲရှိတယ်။ Bayern Munich တသိန်းပဲဒီ Euro သန်း300ပုံသန်း150လောက်ကိုရောင်းနေတာ။ဆိုတော့ဒီဒီ Bayern Munich ရဲ့ wage pay က Premier League ထိပ်တန်း club တွေအဆင့်ကိုရှိပေမဲ့ league structure တစ်ခုလုံးအနေနဲ့ရှင်းလိုက်တော့ Premier League ထက်အရန်ကို financial ဘိုင်းကကွာချက်ကြီးမလွန်နဲ့အဲ့လိုပဲဒီဟိုဘယ်လိုခေါ်မလဲဆိုတော့ထိတ်တန်းခေါ်ယူမှုတွေကိုကြည့်ရင်လည်းပြင်းပြခေါ်ယူမှုကိုကြည့်ရင်လည်း Bayern Munich အနေနဲ့တော့ ဒီယူရိုတန်း100တန်း120လို့ကိုခေါ်နိုင်တာကျန်တဲ့အသင်းကပေါင်တန်း20ကျော်ပြန်ပြခေါ်နေကြတာကျန်တဲ့အသင်းတော်တော်များများကအပရီးမီယာလိဂ်ကတော့ပေါင်တန်း100တန်း100ကျော်အနေအထားတွေထိသူတို့ခေါ်နိုင်တယ်ဆိုတော့အတားမျိုးတွေပေါ့အဲ့လိုကွာဟာချက်တွေအဲ့လိုကွာချက်တွေများလာတဲ့အမြဘိုင်မြူနစ်တသင်းကသာတောင်းခံနိုင်ပြီးတော့ကျန်တဲ့ဒီ18သင်းကတောင်းခံနိုင်ဆိုတာမရှိဘူးမရှိတဲ့အချိန်မှာအဲ့ဒီ financial power gap ကလည်းဒီ premier league club တွေကဘိုင်ယန်ရဲ့အထူးကပြိုင်ဘက်ဖြစ်လာတာမျိုး ဟုတ်ကဲ့ဘူးအဲပရီးမီးယားလိကလပ်တွေကတော့တောင်ဟိုသူ့ရဲ့ငွေကြေး structure အရောပြီးတော့ပိုင်ရှင်တွေပုံစံအရောပူချမ်းသာနေရပေါ့နော်ဘွန်နီလီကာမှာကြတော့သူတို့ရဲ့ 50+1 rule ကလည်းရှိနေတယ်ရှိနေတဲ့အတွက်ဟိုအသင်းတွေကစီးပွားရေးဘတ်ထဆိုင်ဒီပရိသတ်ဘက်ကိုပို့ပြီးတော့သွားနေရပေါ့နော်အခုအဲ့တော့အဲခုနကအခုပြောတဲ့ကွာချာချက်ကွာချာချက်ရှိနေရတော့မှန်တယ်အဲ့ကွာချာချက်အဲ့လိုမျိုး ဘွန်နလီဂါကပေါက်တဲ့ကစားသမားကိုပရီးမီးယားလိဂါခေါ်ယူနေတယ်ပေါ့နော်အဲ့လိုခေါ်ယူနေခြင်းကဘွန်နလီဂါအတွက်ကောခုနဘိုင်မြူနစ်ကရူမန်နဂီလို့ပြောသလိုမျိုးဘွန်နလီဂါတစ်ခုလုံးအတွက်ကောဟိုအနေရရှိသလားစိုးရင်စရာရှိသလားကိုဆိုတော့ဒီလိပြိုင်ပွဲတစ်ခုဟာအခြားထိပ်တန်းလိပြိုင်ပွဲတစ်ခုအတွက်လူတွေကိုထုတ်ပေးတယ်လို့အခုလို့အပေါ်ရင်အဖြစ်အခုယူဆတယ်ပေါ့အမြင်နေတယ်ပေါ့နော်ဟုတ်ဆိုတော့လိပြိုင်ပွဲဒီဒါအဲ့ဘက်ကအမြင်ပေါ့ရူမန်နဂီလို့မြင်တဲ့အမြင်ပေါ့ အခုအမြင်ကတော့လုံးမမြင်ဘူးအခုအမြင်ကတော့ talent ဆိုတာက talent ဆိုတာကဟိုမွေးထုတ်လို့ရတယ်ဒီအခုထားပါတော့ water matter အဲ့အတွက်တော့မဟုတ်ဒီဟိုကောင်လေးဘယ်သူလဲဟို spas ကခေါ်သွားတာ service life ကကောင်လေး service အဲဇာဗီဆမန်နော်ဇာဆမန်အဲသူရောင်းလိုက်ရတယ်ဈေးကြီးပေးပြီးတော့နော် Florence ကိုရောင်းလိုက်ရတယ် ဆိုတော့ရောင်းထုတ်လိုက်ရတဲ့အသင်းတွေအတော့ဒီကစားသမားတွေကိုမွေးထုတ်ဖို့ကသူတို့တာဝန်ဒါပေမဲ့သူတို့မှာဘာတွေအသက်ရှူချောင်လာလဲဆိုတော့သူတို့ရဲ့ဒီအသင်းတွေရဲ့ဒီ financial power ပို့ပြီးတော့အားကောင်းလာတယ်ထိတ်တန့်ကစားသမားတွေကိုရောင်းထုတ်နိုင်ခြင်းအားဖြင့်ပြီးတော့သူတို့ရဲ့ youth level အတွက်ရင်းနှီးမြှုပ်နှံမှုတွေ academy အတွက်ရင်းနှီးမြှုပ်နှံမှုတွေ scouting network တွေပို့ပြီးတော့ကျယ်လာသေးတယ်ဒါကြောင့် dominicki စိုးရိမ်တာကဟိုသူ့စိုးရိမ်မှုကသူ့ရှူထောင့်အရာဖြစ်ပေမဲ့အကိုတို့ကျတော့အဲ့ဒီအရာကိုမစိုးရိမ်ဘူး ဘရာဇီးလိပြိုင်ပွဲဟာလေဒီထိတ်တန်းဒီ talent drain ကအိုးတုံးကလေးကလွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာတည်းကဖြစ်နေတာပဲဒါပေမဲ့သူတို့အခုချိန်ဒီအဆက်မပြတ်ထုတ်နိုင်တော့မယ်ဆိုအာဂျင်တီးနားဆိုလည်းဒီလိုပဲဆိုအဲ့ဒါကဒီ league အတွက်အရန်ကြီးမားတဲ့ပြဿနာမဟုတ်ဘူးအရေးရှိမှာကိုယ့်စီကအခုထွက်ကစားတဲ့သူတွေထဲမှာထိတ်တန်းဒီဈေးဈေးကောင်းရတယ်ဆိုတဲ့ကစားသမားတွေ Premier League မှာလာပြီးတော့အောင်မြင်တယ်ဆိုတဲ့ကစားသမားတွေဟာဒီ German ကစားသမားတွေ ပိုများလာရင်ဂျာမနီလွေးစင်အသင်းဟာပြည်တွင်းကရောပြည်ပရကရောရွေးစရာ option တွေပိုတော့များလာမယ်လို့တော့ပြောလို့ရတယ်။ဆိုတော့ဒါကအရန်စိတ်ပူစရာမဟုတ်ဘူး။အဲတခုတော့ရှိတယ်။ Premier League အနေနဲ့ဘယ်အချိန်မှာအဝယ်ရက်သွားမလဲ။အဲ့အဲ့အဝယ်ရက်သွားတယ်ဆိုတဲ့အပိုင်းကဘယ်ဘယ်ပေါ်သွားမှုတည်လဲဆိုတော့အသင်းတစ်သင်းကိုတိဆောက်တဲ့အခါမှာလူအကြီးအတွက်အများနဲ့အကန့်အသတ်ရှိတယ်။အသင်းတစ်သင်းကလူ30 40တိဆောက်လို့မရဘူး။ဒီဘက်အသင်းတွေရဲ့ဆော့ချပြတ်သွားနိုင်တယ်။အဲ့ဒီခါကျရင်သူတို့ပြန်ရက်သွားလိမ့်မယ်။အဲ့ပြန်ရက်သွားတဲ့အချိန်မှာ ဒီ9နှစ်ကြာရင်ကြာမယ်6နှစ်ကြာရင်ကြာမယ်ပရီးမီးယားလိအနေနဲ့ဘွန်ဒက်စ်လီဂါအရင်ကဆိုပရီးမီးယားလိဟာပြင်သစ်ကစားသမားတွေအဆက်မပြတ်စီးဝင်တယ်နောက်ပိုင်းပြင်သစ်ကစားသမားတွေခေါ်ယူမှုခေါ်ယူမှုတပြေးပြေးနဲ့ဒီအချိန်ကနှေးလာတယ်ဆိုတော့အဲ့ဒီသဘောတရားမျိုးပဲပရီးမီးယားလိကအခုဘွန်ဒက်စ်လီဂါကိုမျက်စိကြားတယ်ခေါ်သွင်းတယ်ခေါ်သွင်းတယ်ခေါ်သွင်းတယ်သူတို့အကယ်ဒမီကလည်းထွက်နေတယ်ခေါ်လဲသွင်းတယ်တခြားလိပြိုင်ပွဲတွေကလည်းလာမယ်သူတို့ကလည်းအကန့်အသတ်ရှိတယ်အဲ့ဒီအကန့်အသတ်တစ်ခုမှခဏမိရက်သွားမယ်ရက်သွားတဲ့အချိန်မှာဘိုင်အမြင်နဲ့ချာဘွန်ဒက်စ်လီဂါက ဒီငွေကြေးအင်အားပို့ပြီးတော့အားကောင်းလာတဲ့တခြားအသင်းတွေကြီးကကစားသမားတွေကိုအလွယ်တကူခေါ်လို့မရတဲ့ပြီးတော့ဒီဘယ်လိုခေါ်မလဲဆိုတော့ဈေးကိုတောင်းခံနိုင်တဲ့ဆိုတဲ့အနေအထားမျိုးတွေတော့ရှိလာနိုင်တယ်အဲဘိုင်မျိုးတွေအတွက်အားသာချက်ကတော့သူတို့မှာကသူတို့ရဲ့သမိုင်းစဉ်အရာဘိုင်ယန်ကိုလာရင်ဆူပလာရနိုင်တယ်ဘိုင်ယန်ကိုလာရင်ကမ္ဘာအဆင့်မြင့်ဘုံတက်လို့ရတယ်ဆိုတော့အားသာချက်တော့ရှိတယ်ဆိုတော့ဒါမျိုးပေါ့ဘွန်နက်စလီကအနေနဲ့ကတော့ဟိုအခုအမြင်ဘွန်နက်စလီကဟာဟိုတူရနေသူတဖြည်းဖြည်းနဲ့ကြီးထွားတာကရက်သွားမှာမဟုတ်ဘူး ဟုတ်ကဲ့ကိုဒါဘွန်ဒလီဂါကနေဒီကစားသမားတွေ train ဖြစ်ခြင်းပေါ့နော် Premier League train ဖြစ်ခြင်းကိုကျွန်တော်တို့ဒါတင်ဆက်ခဲ့တာပေါ့လေအခုဒီ topic နဲ့ပတ်သက်ပြီးတော့ဟိုထပ်ပြီးတော့ဟိုဆွေးနွေးကြတာများရှိပါအောင်မလားခင်ဗျအာဒီ topic နဲ့ပတ်သက်ပြီးတော့ထပ်ဆွေးနွေးကြတာကတော့ဒီအခုစောစောပြောဆိုပဲဘွန်ဒလီဂါကနေပြီးတော့ Premier League ကိုနောက်ဆုံးဆယ်ရာသီမှာ2.4 billion ဆိုအခုတိအောင်သိစီပြောမှသိတယ်ဟိုဟိုဒီရာသီမှာတော့ပေါင်သန်းထောက်ဟာပိုဝယ်လိုက်တယ်ဆိုတော့သိတယ်ထားပါတော့ သေချာတာကတော့ဒီဟာကြီးကစီးစင်းနေပြီစီးစင်းနေတဲ့အချိန်မှာအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့လုံလောက်တော့လေအခုပြောပြီးလို့ယူဆတယ်ဒါပေမဲ့အခုထပ်ပြီးတော့ပြောနေတာကဒါက reverse bayern effect လို့ခေါ်ကြတယ်နောက်တစ်ဆက်ပြည်လုံးနှစ်တွေက bayern munich ဟာဒီ bundesliga ရဲ့ bus player တွေရဲ့ train ဖြစ်တဲ့နေရာ bayern munich စီကိုစီးဝင်တယ်ဒီခြားအသင်းတွေရဲ့ကျယ်ပွင့်ကစားသမားတွေက bayern စီကိုရောက်တယ်အဲ့ဒီအရာက competition ကိုဒီ bundesliga ဆိုတဲ့ competition ကိုဟိုတတ်တယ်လို့တော့ပြောလို့ရတယ် ဘိုင်ယန်ဒိုမီနစ်ကြီးကအရင်ကြီးလွန်တဲ့အခါကျတော့တော့ league time ဘွဲရဲ့ predictable ဖြစ်ခြင်းဒီရာသီကိုဘိုင်ယန်မဲရမှာပဲဆိုတဲ့ဟာကြီးအဲ့ဒီအရာကြီးကပိုပိုပြီးတော့ဆိုးွားလာတယ်ဆိုတာမျိုးပြောလို့ရတယ်အဲဒါပေမဲ့အခု2020ပြည့်လွန်နှစ်တည်းပေါ့နော်အဲ့ဒီ2020ပြည့်လွန်နှစ်တည်းကဒီ Bundesliga ကြီးကကစားသမားစီးစင်းတဲ့နေရာဟာ Premier League ဖြစ်လာတယ်နောက်ဆုံး Bayern Munich တောင်မှရေရှည်တောင်းခံနိုင်မှုခတ်တယ်ဆိုတော့အနေအထားမျိုးဖြစ်လာတယ်ဆိုတော့ German Football Pyramid ကြီးကိုကြည့်ရင် အဲနည်းနည်းလေးလှုပ်ခါသွားနိုင်တဲ့ပြဿနာကြီးတော့ရှိပေမဲ့တစ်ဖက်ကကျရင် financial အရာဒီရောင်းထုတ်လိုက်တဲ့ club အသင်းတွေဟာကိုယ်အသင်းကိုပို့ပြီးတော့အားကောင်းလာအောင်တခြားနည်းလမ်းနဲ့လှုပ်ဆောင်နိုင်စွမ်းတွေရှိတယ် Premier League အထဲမှာပဲကို Bundesliga ကိုထားလိုက်အောင် Brighton လူတွေရောင်းထုတ်နေတာပဲသူကလည်းသူထပ်ထွက်နေတာပဲ Brentford ရောင်းထုတ်နေတယ်ထပ်ထွက်နေတာပဲ Bournemouth ရောင်းထုတ်နေတယ်ထပ်ထွက်နေတာပဲဆိုတာကဘာလဲဆိုတော့ဒီအသင်းတွေ financial အင်အားကိုကြီးလာနေအများသူတို့လှုပ်ချင်တဲ့ဒီ scientifically အရာဖြစ်စေ sport science ပြီးရင် ဒီ scouting network ပြီးတော့ youth development အဲ့ဒီအပိုင်းတွေမှာသူတို့ပို့ပြီးတော့ရင်းနှီးမြှုပ်နှံလို့ရတယ်အချို့ကျေးဇူးရှိတယ်ဒါကြောင့်ဒါက reverse buyin effort အရင်ကဘိုင်ယန်တင်းတဲ့ကိုစီးစင်းတယ်အခုဒီ premier league ကိုစီးစင်းတာကကြတော့ဒီ bundesliga အရင်ချိနဲ့သွားမဲ့အနေထားဘက်စီလောက်တော့မရောက်ဘူးဒါအခုအမြင်ဟို ပြောလို့တော့မရဘူးပေါ့ ဟုတ်ကဲ့ကိုဒါအခုလိုမျိုးအသေးစိတ်ဆွေးနွေးပေးခဲ့တဲ့အတွက်အခုအထူးပဲကျေးဇူးတင်ပါတယ်ပရိသတ်တွေလည်းကျွန်တော်တို့ရဲ့တင်ဆက်မှုကိုကျင်နဲ့အားရလိမ့်မယ်လို့မျှော်လင့်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ